Hello အားလုံးမင်္ဂလာပါဒီနေ့ accounting စည်ရင်းကိုင်စည်ရင်းပညာနဲ့ပတ်သက်ပြီးတော့စည်ရင်းပညာရဲ့အရေးကြီးပုံအုံဝင်ပုံတွေကိုနိုင်ငံမျှဝေပေးခြင်းနဲ့စည်ရင်းဆိုတာကလုပ်ငန်းတစ်ခု ရှိနေတည်း၍အဲ့လုပ်ငန်းအတွက်စည်ရင်းလိုအပ်တယ်အရင်နှစ်တွေမှာ covid တွေဖြစ်တဲ့နိုင်ငံရေးတွေဖြစ်လာတဲ့စစ်ပွဲတွေကပ်ဘေးတွေစိုက်လာတယ် covid lockdown ဖြစ်တဲ့ချိန်မှာမဖြစ်မနေဖွင့်ရတဲ့ site တွေရှိတယ် စေးခန်းစေးဆိုင်နဲ့စတောက်ဆိုင်ထမင်းဆိုင် နောက်ဆုံးအိတ်ထက်တစ်ခုခုပိတ်မယ်ဆိုရင်စေးဆိုင်ပိတ်ရမယ်အစားတောက်တဲ့ဆိုင်နဲ့ဆိုင်ရတော့ပိတ်လို့မရဘူးနောက်ဆုံးအဲ့ဒီအစားတောက်ဆိုင်ကျန်နေတိတိရွေးကအဲ့ဒီအစားတောက်ဆိုင်မှာစည်ရင်ပညာလိုအပ်တယ်အဲ့တော့အဲ့လောက်အဲ့လောက်ထိကိုစိင်းပညာကအရေးကြီးတာဖြစ်တယ်။အဲအကြောင်းလူတယောက်ရှိနေတဲ့၍သူ့ရဲ့ နေစဉ်ငွေကြေးတုံးဆွဲမှုအတွက်ကစည်ရင်းပညာကမဖြစ်မနေတိဖို့လိုအပ်တယ်အဲ့ဒါကြောင့်တော်တော်လေးအရေးကြီးတာဖြစ်တယ်စီးပွားရေးလုပ်ငန်းတစ်ခုတည်းမဟုတ်ဘူးအဖွဲ့အစည်းလူမှုရေးဘာသာရေးကစပြီးတော့နောက်ဆုံးနိုင်ငံရေးအထိပါဒီငွေကြေးကတော်တော်လေးအရေးပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့စနစ်တကျစည်ရင်းတွေမထားဘူးဆိုရင်အဲ့ဒီအဖွဲ့အစည်းကပြစ်စည်းလွယ်တယ်အဲ့ကြောင့်အဖွဲ့အစည်းတစ်ခုပြိုကွဲရတဲ့အကြောင်းရင်းတွေကအဲ့ငွေကြေးအဲ့ဒီပဲ စတင်တယ်အဲ့ဒီငွေကြေးဆိုတာကလည်းစရင်ကိုတေချာမှထားလို့ဖြစ်တယ်အဲကြောင့်နိုင်ငံတစ်ခုအဖွဲ့အစည်းတစ်ခုက ခိုင်မာနေတယ်ဆိုရင်လေသူတို့ငွေကြေးနဲ့ပတ်သက်ပြီးတော့တေတေချာချာခိုင်ခိုင်မာမာဆောင်ရွက်ထားလို့ဆိုတာကတည်တာလာဖြစ်တယ်ကျုံမြန်မာပြည်မှာလူငယ်တွေတော်တော်များများဆယ်ရက်အောင်ပြီးသွားရင်ဘာလို့မလဲကွန်ပျူတာတွေအင်္ဂလိပ်စာတွေတတ်တယ်ပြီးရင်စင်္ကန်ပညာလေ့လာတယ်မဖြစ်လို့လူငယ်တော်တော်များစင်္ကန်ပညာလေ့လာလဲဆိုတာ ဆရာအနေနဲ့ကြည့်တဲ့အခါမှာဘာတွေတွေ့ရလဲဆိုတော့ကျွန်တော်မြန်မာပြည်ရဲ့ပညာရေးစနစ်မှာကောင်းသွားတဲ့အချက်ကဘာလဲဆိုရင်သူငယ်တန်းနေစပြီးတော့အင်္ဂလိပ်စာလေ့လာရတယ်သင်ချာလေ့လာတယ်စီးရင်ကိုင်ပညာကအဲ့ဒီအင်္ဂလိပ်စာနဲ့သင်ချာအဲ့နှစ်ခုအားတာမယ်ဆိုရင်ဒါလေ့လာလို့ရတယ်အင်္ဂလိပ်စာနဲ့သင်ချာမှာကိုယ့်အတွက်အဆင်ပြေတယ်ဆိုရင်စီးရင်ပညာလေ့လာလို့ရတယ်အဲ့ဒီအပြင်ကိုမှကိုကစီးပွားရေးပိုင်းတွေစိတ်ဝင်စားတယ်လုပ်ငန်းအကြောင်းတွေစိတ်ဝင်စားတယ်ဆိုရင် အဲ့ဒီကိုရဲ့လေးလာမှုပို့ပြီးတော့ထိရောက်သွားတယ်။အဲ့ဒါကြောင့်လူငယ်ဆယ်တန်းရောက်တဲ့သူတော်တော်များများအတွက်ကဒီစိင္ကိုက်ပညာစိင္ကိုက်တင်တန်းကတက်ဖို့ကသူတို့အတွက်လက်လမ်းမိနိုင်တဲ့အနေအထားဖြစ်သွားတယ်။အဲ့ဒါပထမချက်ပေါ့။ပြီးဒုတိယချက်ကလူငယ်တွေစိင္ကိုက်ပညာတက်ပေမဲ့အဲ့ဒီကိုတက်ထားတဲ့ပညာစာတီဖီကိတ်နဲ့အလုပ်မရှိဘူးဆိုရင်လည်းအဆင်မပြေပြဘူး။အဲ့တော့လုပ်ငန်းတွေမှာလည်းအလုပ်တွေရကြတယ်။အလုပ်တွေခေါ်ရင်လည်း ဘီကွန်ဝေးရရမယ်ဒါမှမဟုတ်အယ်စီဆန်ဆင်းကင်ပညာပေးရမယ်ဒါမှမဟုတ် CPA လက်မှတ်ရရမယ်စတဲ့ဖြစ်ခေါ်တာများတယ်အဲ့တော့ဘာဖြစ်လဲလို့ခေါ်လဲအလုပ်တွေရကြလဲဆိုတာလေ့လာတဲ့အခါမှာလဲဥပမာပေါ့ဌာနတစ်ခုမှာအဲ့တော့ဖြစ်ကျွန်တော်လူတိုင်းနဲ့ထိတွေ့မှုရှိတဲ့လုပ်ငန်းဘန်လုပ်ငန်းဆိုတော့အဲ့ဒီဘန်တစ်ခုမှာတွားလိုက်ရင်အဲ့ဒီဘန်တစ်ခုရဲ့ဌာနတစ်ခုမှာပေါ့နော်ဒီ operation လုပ်တဲ့ဌာနတစ်ခုမှာလူအယောက်30ရှိရင်အဲ့30မှာ manager ကတယောက်ပဲလိုတယ် မန်နေဂျာတယောက်ပဲနိုင်မဲ့အယောက်20ဝန်းကျင်လောက်ကစည်ရင်ငွေကြေးနဲ့ပတ်သက်တဲ့ဟာတွေခရင်တွေ့ရတယ်ဆိုတော့အဲ့လိုမျိုးအထိဒါလိုအပ်ချက်ကများတယ်အဲ့ဒါကြောင့်လည်းစည်ရင်ကြိုက်ပညာပြီးသွားတဲ့သူ SSN ပြီးတဲ့သူပြီး combo ရတဲ့သူတွေအတွက်ကအလုတ်ကင်ခွင်လန်းကတခြားဟာတက်ဆက်ပို့ပြီးတော့များတဲ့အကြောင်းရင်းကအဲ့ဒါကြောင့်လည်းဖြစ်တယ်ပြီးတော့နောက်တစ်ချက်ကကြတော့စည်ရင်ကြိုက်ပညာလေ့လာတဲ့အခါမှာလုပ်ငန်းရဲ့စည်ရင်ကိုအခြေပြုပြီးတော့လေ့လာရတာဒီလုပ်ငန်းတစ်ခုမှာ ဒီလိုဒီလိုစီးနေထားတယ်ဆိုပြီးတော့လှိလာတဲ့အတွက်ကြောင့်လုပ်ငန်းဒါမှမဟုတ်အဖွဲ့အစည်းပုံစံအမျိုးမျိုးတွေလှိလာရတယ်။ဥပမာစီးပွိုင်းလုပ်ငန်းမျိုးစားလှိလာရတယ်။ပစ္စည်းပွိုင်းမဟုတ်တဲ့အဖွဲ့အစည်းတွေလုပ်ငန်းတွေရဲ့အမျိုးအစားတွေလှိလာရတယ်။ဘာလို့ဆိုတော့တို့တွေကဘယ်လိုစီးနေထားတယ်။ဥပမာတယောက်တည်းလုပ်တဲ့လုပ်ငန်းကသူ့စင်းနေဘယ်လိုကင်တွေရမလဲ။ company တွေဆိုဘယ်လိုကင်တွေရမလဲ။အစုဆက်လုပ်ငန်းဆိုဘယ်လိုစီးနေဆွဲရတယ်။ပြီးတော့ NGO လုပ်ငန်းတွေရဲ့စင်းနေဘယ်လိုထားတယ်။ဆိုတာကအကုန်လုံး လေ့လာရတဲ့အခါမှာအဲ့ဒီစရင်ကိုင်တင်းတန်းတရတူစရင်ကိုင်ပညာလေ့လာတဲ့သူကစီးပွားလုပ်ငန်းအကြောင်းတော်တော်များတိသွားတယ်လုပ်ငန်းရှင်တွေကလည်းဒီလုပ်ငန်းရဲ့သဘောတရားတွေလုပ်ငန်းအကြောင်းတွေကိုမတိသေးတဲ့သူတွေရှင်းပြနိုင်မဲ့အစားဒီတိပီးသားစရင်ကိုင်တင်းတန်းပြီးတဲ့သူတွေကိုပို့ပြီးတော့လို့ရှိတယ်ဥပမာတခြားယာထုတစ်ခုခုအတွက်ဆိုတော့ဥပမာ HR အတွက်ပဲဖြစ်ဖြစ် HR Human Resource မှာတာဝန်ထမ်းဆောင်မဲ့လူတယောက်က HR ပညာရေးအဖြစ် LCCI ပါတတ်ထားရင် ဲ့ဒီ LCC တတ်ထားတဲ့တူပြီးတော့ပို့ပြီးတော့သဘောကျတယ်ဆိုတာမျိုးတွေဖြစ်လာတယ်အဲ့ဒါကြောင့်ပို့ပြီးတော့အလို့ရနိုင်ချေပို့ပြီးတော့များတဲ့ခါမှာကျွန်တော်မြန်မာပြည်မှာသာပို့ပြီးတော့လဲဈေးကင်တွေတက်ကြတယ်ပြီးတဲ့တူတွေလဲပြည်တော်များကအလို့ကင်တွေရကြတယ်အဲ့ဒါကြောင့်လဲကျွန်တော်ဒီစင်ငါပြည်တော်လေးလာနေရတာဖြစ်တယ်ကျွန်တော်တော့ဆီယမ်င်းထပ်ဖြစ်တယ်လွန်ဒင်းအဆစ်ဆန့်ထရိနင်းစင်တာတင်းနန်းကျောင်းရဲ့တင်းနန်းကျောင်းမူနဲ့မစတာထရိနာတယောက်ဖြစ်တယ်တော့တင်းနန်းကနေကိုဗစ်မတိုင်ခင်ထိဆိုရင်တင်းနန်းကျောင်းထူးချွတ်စု သုံးနှစ်ဆက်တိုက်ရပြီးတော့တက္ကမလုံးပထမဆုဒုတိယဆုမြန်မာတပြည်လုံးပထမဒုတိယဆုရှစ်ဦးကနေစခုရရှိတာဖြစ်တယ်အဲ့တော့နောက်ပိုင်းကျလည်းဒီလိုမျိုးအရာတွေမျှဝေမယ်ဒီ LCCI ကမို့စရင်ကိုင်ပညာရဲ့နောက်ထပ်အရေးပါတဲ့အကြောင်းအရာတွေတော်လည်းကောင်းစရင်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေတော်လည်းကောင်းအထူးသဖြင့်တခြားနိုင်ငံတွေပေါ့နော်ခုချိန်မှာကျွန်တော်ရောက်နေတဲ့နိုင်ငံကအမေရိကဆိုတော့အမေရိကရဲ့စရင်တွေပြုမှာပဲလို့မျိုးလောက်ကြလဲဆိုတဲ့အားတွေကိုလည်းမျှဝေပြီးတော့မှဖြစ်တယ် တော့နောက်ခုမှပြန်ပြီးတော့ပြန်ဆုံကြရအောင်